ဒီကဘာမြေစီကိုအလဲပက်ရောက်လာတတ်တဲ့ကောင်းကင်ယံကဧည့်သည်တော်လို့တင်စားခေါ်ဝေါ်ကြတဲ့ကျေတခွန်နှစင်းကိုအခုအော်တိုဘာလနောက်ပိုင်းညကောင်းကင်မှာမြင်တွေ့ရဖို့ရှိနေပါတယ်ကျေတခွန်တွေပေါ်လာရင်ကဘာမှာဘာတွေဖြစ်တတ်တယ်လဲရှေးပေတင်ကျန်းဟောင်းတွေမှာကျေတခွန်နမိတ်ကိုဘယ်လိုဖွင့်ဆိုထားတယ်လဲဆိုတာဗေဒင်တူတာအဖြစ်တင်ဆက်လိုက်ပါတယ် အခုအော်တိုဘာလ20နဲ့21ရက်ဝန်းကျင်ကနေလကုံလောက်အထိညကောင်းကင်ရံအနောက်တောင်ဘက်နဲ့အနောက်မြောက်ဘက်တွေမှာကျဲတဘုံတစင်းစီကိုမြင်တွေ့ရနိုင်ပြီးတခုကိုတာမန်မျက်စိနဲ့တွေ့နိုင်ပေမဲ့တခုကိုတော့မှန်ပြောင်းအကူညီနဲ့သာမြင်တွေ့နိုင်မယ်လို့ဒီရက်ပိုင်းတွင်အာကာသမြင်ကွင်းနဲ့ပတ်သက်တဲ့သတင်းထုတ်ပြန်ချက်တွေမှာဖော်ပြပါရတယ်။ကျဲတဘုံပေါ်လာတာတော့ဟုတ်ပါပြီ။ကျဲတဘုံတွေပေါ်လာရင်ဘာဖြစ်တတ်တယ်လဲဆိုတာဆက်ပြောပါမယ်။ ရိုးရာနှက်ခတ်ပေတင်တွေအရကြက်တကုံပေါ်ထွန်းလာရင်ကဘာပေါ်မှာထင်ရှားတဲ့အဖြစ်ပျက်တွေကတောင်းကနေဖြစ်စဉ်တွေပေါ်ပေါက်လာပြီးစစ်ပွဲနဲ့ပဋိပက္ခတွေယောဂဗျက်ကဆူတွေငလင်းနဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်ပွားတတ်တယ်လို့အဆိုရှိပါတယ်တချို့တွေကတော့ကြက်တကုံကိုအဟောင်းတွေအဆုံးတက်ပြီးအစ်စ်ကိုစတင်မဲ့နိဒန်းနမိတ်အဖြစ်သတ်မှတ်ကြပါတယ်ကြက်တကုံရဲ့အယောင်စင်းနဲ့စတင်ပေါ်ထွန်းတဲ့ရာသီခွင်အရဗေဒင်ဟော့ကင်းထုတ်တာတွေလည်းရှိပါတယ် လူရင်းကိုပြောရရင်ကျဲတကုံကိုလာချင်းကောင်းတဲ့ဧည့်တယ်မဟုတ်ဘူးလို့သဘောထားကြပြီးခစ်တဲ့နှက်ခက်ပညာရှင်တချို့ကတော့ကျဲတကုံတွေဟာလူတမိုင်းမှာမှတ်တမ်းတင်ရလောက်တဲ့ကြီးကျယ်ခမ်းနားတဲ့အပြောင်းလဲတွေအယူဝါဒအတွေးခေါ်ပိုင်းတော်လန်ပြောင်းလဲမှုတွေနဲ့မှန်ရခက်တဲ့အဖြစ်ပြက်တွေကိုတည်ဆောင်လာသူအဖြစ်သတ်မှတ်ကြပါတယ်မိတ်ဆွေတို့ရောကျဲတကုံတွေပေါ်လာတာကိုဘလို့ယူဆပါသလဲတသက်မှာတစ်ခါမြင်ရခဲ့တဲ့ကျဲတကုံနှစ်စင်းကိုရောစောင့်ကြည့်ခြင်းတလားဆိုတာဗေဒင်တုတောက်ကိုပြောပြခဲ့ပါဦး